ကျမရေဟိုဗောနေမကောင်းတဲ့ရက်တွေပါတယ်ကိုမလုံးနိုင်ရင်တော့ပဲသူတို့တော့ဝင်ဝင်ရောက်လို့ရှိရင်ဆိုရင်ကဟိုစိတ်ပူတာဗောဒါရေဟိုပုံမှန်လုံးနိုင်နေရင်တော့အဲ့ဒီဟိုကမဖြစ်ဘူးဒါလေမကြွရရမရှိတရဟိုကလမ်းကလေးကတနေ့တနေ့ကြွရတယ်လမ်းမေးကလေးကဖရဲကလေးကအမနဲ့တစ်ချိန်ညတစ်ချိန်အင်ရကလေးကတနေ့သုံးတယ် ကိုယ့်ရဲ့ဘယ်လိုပြောရမလဲရေပွင့်မော်ပဲသူတို့နဲ့ပဲစကားပြောဖြစ်တာပေါ့အဲ့ဒီအဲ့ဒီစက်ကွက်နဲ့နေကြော်တဲ့အဲ့ကောင်ကြီးဆိုရင်အဆိုးအကောင်ကိုသူနဲ့အတူတူဖျက်တတ်လာတာဆိုတော့လေအဆင်မပြေလဲသူနဲ့ပြောဖြစ်တာပေါ့အဲ့ဒီကောင်ကြီးဆိုရင်စက်ကွက်နဲ့နေကြော်တယ်ပေါ့အဲပြောစရာဆိုလဲသူတို့ပဲရှိတာဟုတ်သူတို့နဲ့ပဲပြောဖြစ်ပါတယ်အဲ့တော့ဒိဋ္ဌိရှိသူတိုင်းဆိုဒီကြောင်လေးခွေးလေးနဲ့ပြောဖြစ်တယ်အယူလို့ပေါ့ဘေးကလူပြောနေယူနေတာပေါ့အဲ့ဒီတော့နှင်းစီပါတရားချက်တော့ဖျားမှာပေါ့နော် အစာကျွေးနေကျွေးပြတာဒါအဲ့လိုကျွေးနေဖះကိုသွားသွားကျွေးတော့အန်တီနေတဲ့နေရာကနေပြီးတော့ပထမနေတဲ့နေရာကနေဆိုလေးလံလောက်တော့ဖះဖះတော့အဲ့ဒီလမ်းမှာရှိတဲ့ကလေးတွေကလိုက်လိုက်တောင်းဝင်နေအဲ့ကလေးတွေကျွေးရင်ကျွေးနေအဲဒီနာပဝင်ကြီးကကလေးတွေကျွေးပြသွားတာဟိုခွေးလေးတွေကျွေးတာတော့ဆယ်နှစ်ကျော်ကျော်ပဲရှိသေးတယ်သေကြတယ်အနောက်ဆုံးထွက်တဲ့အထိပဲဘာလို့လဲဆိုတော့အဲသူတို့ဟိုချစ်တာတဲ့သနာတာပေါ့ဟိုတချို့ကလည်းပြောတယ်အဲသူကဘယ်လိုပြောရမလဲ ော်တော်ဝေကျွေးကြည့်တာကိုဖြစ်အင်ကားနေပြီးတော့ကျွေးတယ်ပေါ့အကဲနေတယ်ပေါ့အဲ့လိုမျိုးကိုကဟိုကအချိန်တခါတလေငါနေကြည့်မယ်ငါဒီနေ့မကျွေးပဲဆိုနေလို့မရဘူးအချိန်နဲ့အော်သူတို့ကစောင့်နေမှာပဲဆိုပြီးတော့အခုသားတို့အခုအနေခွေးသားသားညနေပိုင်းကျွေးရနေသားတို့တွေ့မှာဆိုတော့အချိန်မှအဲ့ချိန်လာမှအဲ့ချိန်မျိုးနေတာအဲ့ဒါကြောင့်မလို့ကိုကမရရမရတဲ့ဘဲဘဲအလုံးမှလည်းမရရဘူးအဲ့လိုနည်းနည်းလေးနေတိုင်းမကောင်းပါတော့အခုကကိုတော့စိုးတယ်ပေါ့နော်အဲ့လိုမျိုးပဲ လိုဟိုပြီးတော့လည်းအခုဒီနောက်ပိုင်းလေးကျတော့အဲ့လိုလာစဉ်ဟိုအရင်တုန်းကတော့လာစဉ်အလူရှင်လေးတွေရှိဒီနောက်ပိုင်းတော့နည်းနည်းကျဲသွားကြအเจ้าညောင်းညောင်းပေါ့နော်တို့တွေလည်းအခုအချိန်မှကျတော့ကျမကြီးဟိုပေါ့နေမကောင်းတဲ့ရက်တွေပါတယ်ကိုမလုံးနိုင်ရင်တော့ပဲတို့တို့ဝင်ဝင်ရော့လို့ရှိရင်ဆိုရင်ဟိုစိတ်ပူတာပေါ့ဒါရင်ဟိုပုံမှန်လုံးနိုင်နေရင်တော့အဲ့ဒီဟိုကမဖြစ်ဘူးရတယ်မကြွတဲ့ရက်ကမရှိတရက်ဟိုကလမ်းကလေးကတနေ့တနေ့ကြွတယ်လမ်းမေးကလေးကဖျားကလေးကအမနဲ့တစ်ချိန်ရတစ်ချိန်အိမ်ရကလေးကတနေ့သုံးချိန် အရင်ခက်ခဲတဲ့အချိန်ရှိတယ်အဲ့လိုအချိန်မျိုးကြာလို့ရှိရင်အဲကိုနဲ့ရင်းနှီးတဲ့လူတွေကိုနည်းနည်းအကူအညီတောင်းတယ်နောက်ပြီးကိုလည်းလို့ဆန်းဆိုင်တွေကတည်နေတော့အဲအဆန်းဆိုင်တွေမှာကိုအကျွေးယူတယ်ကလေးတွေကိုပေါ့နောက်ကိုလှုပ်လှုပ်ပြီးအဆင်ပြေပြန်ပေးတယ်ပေါ့ဒါအဲ့လိုတော့ဟိုလှုပ်ပါတယ်အဲတိတ်သက်ချစ်သူချင်းလဲအဲ့ဒီကိုအဆင်မပြေလို့ရှိရင်တို့ချင်းချင်းတို့အဆင်မပြေပြောအဲ့လိုပြောထားတဲ့လူရှိတယ်တို့တွေပြောတို့တွေကအဆန်လေးလူပေးတယ်အစာကြောက်တွေလူပေးတယ်အဲ့လိုမျိုးပါအဲ့လိုကြတော့အဲ့လိုကြတော့ဥမာပေါ့သမီးတွေတော့မာတာတုံးတစ်ခုပေါ့ဖြစ်သွားရင် အဲအကြောင်းဆိုရင်အမလီလာကိုပြောလိုက်အဲအမအမခွေးလေးတွေတွေ့ဆိုလို့ရှိရင်အဲတော့ဘီလာမြဖုံးအမစိတ်ချတယ်သူတို့ပြောတာတလရဲ့တော့အန်ဒီကတော့အဲ့လိုတော့ဒီကားမှတော့အဲ့ဒီရဲ့ပုံမှန်ကတော့တာရယ်အဲ့ဒီအရင်တုန်းကတော့แล้วญาณนี่ใบไม่จุยอ่ะโหดิอะกูอ่ะญาณนี่ใบตะตะแท้จุยอ่ะแล้วญาณนี่ใบจุยได้กะเลียโหตะตะสั่นโบตะตะหลู่ไปได้กะเลียชื่อไอ้นี่ปုံมันแล้งกะเลียตะเล็ดตะแนกก็4บีพยาเนี่ยไอ้เนี่ยตะบี5บีปုံมันภาษาเจ้าก็ ဟိုဟာပေါ့တကယ်အဝကျွေးမယ်ဆိုရင်တော့ဘုရားနဲ့အိမ်နဲ့3 kg ဒါပေမဲ့အစာကြောက်တွေဈေးတက်တော့အန်ဒီထိမ့်ကျွေးတယ်2 kg လောက်ကိုပဲအစာပြေဝအောင်ကျွေး2 kg ဆိုသားလေး8000ဝန်းလဲဆို16000တာတနေ့ကိုပြန်မြချင်း9000ဝန်းကျင်ရှိတယ်အလန်းခွေးပါအပါပေါ့နော်အဒီအရာတော့အဒီကအသားလေးတွေဆိုအဆင်ပြေသလိုပေါ့ဟိုငါတက်တာဘူးလို့ကြက်သားတို့အဲ့လိုအသားကြီးပဲကအဲ့လိုရှင်ရှိတဲ့အချိန်တို့ အကိုလည်းအဲ့လိုနည်းနည်းလေးအဆင်ပြေတဲ့အချိန်ဆိုသူတို့ကိုကြွေးတယ်ပုံမှန်ကတော့အဲ့လိုချက်လေချောင်းခွေးလေးတွေပေါ့နော်ချက်တောင်မှချက်ရေကွန်းချောင်းကလေးခွေးကလေးချောင်းကလေးဆို၅ပြုတ်ပေါ့အဲ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးနဲ့ပုံမှန်သွားတာအဲ့လိုအဲ့လိုလေးတောင်ဒါအစာကြောက်ပါပါတောင်တောင်၅တောင်အနည်းဆုံးပဲအဲ့အောက်ကိုမစင်းဘူးသူတို့ကကိုယ့်ရဲ့ဘယ်လိုပြောရမလဲရေပွင့်မော်ပဲသူတို့နဲ့ပဲစကားပြောဖြစ်တာပေါ့အဲ့ဒီအဲ့ဒီစက်ကွက်နဲ့နေကြော်တဲ့အဲ့ကောင်ကြီးဆိုရင်အဆိုးအကောင်ကိုသူနဲ့အတူတူဖြတ်တန်းလာတာဆိုတော့လေအဆင်မပြေလဲသူနဲ့ပြောဖြစ်တာပေါ့ ဒီကောင်ကြီးဆိုရင်16ရက်နေကြောက်တယ်ပေါ့အဲပြောစရာဆိုတော့သူတို့ပဲရှိတာဟုတ်သူတို့နဲ့ပဲပြောပြပါတယ်အဲ့တော့လိမ့်ဆန်ရှိသူတိုင်းဆိုတော့ကြောင်လေးခွေးလေးနဲ့ပြောပြတယ်အယူလို့ပေါ့ဘေးကလူပြောနေယူနေရပေါ့ခွေးလေးတွေကတော့ခွေးကတော့အနေအများကတော့အဲ့လိုပေါ့ ตายอันนี้กูอันนี้รู้น้ามาอันนี้รู้จ้วยแต่กะเลีชื่อดูอันนี้ไม่จ้วยแต่อปายอ่ะคุยเลยเลยชื่อだแม้ตะชู่คุยเลยดิอ่ะตัวอ่ะตัวตะบาวอ่ะไต่ไม่นี่ดาเว้ยชู่กะเลีเนี่ยลั้นตัวเองเนี่ยก้านตัวดาก้านตัวมาไล่ซวยเลยဆိုပြီးတော့だแม้คุยไก่တယ်เว้ยอะคุยไก่ရင်လဲอันนี้อ่ะဘာကြောင့်ไก่တာလဲဒီလိုမေးပြီးมากูคุยဆိုလို့ရှင်လဲซีทูมั้ยဆိုတော့ทูပေးတယ်ซีဖို့ဆိုတော့กั่วกูဒီလိုပဲပေါ့ဟိုไลน์หมอတွေပါရတော့မတင်ဖြည့်ရှင်းပြလိုက်တာပေါ့အခွေးကလေးတွေအများအဖြစ်တော့ဗလိုင်းတော့မကြိုက်ပါဘူးသူတို့ရံပြုတ်သွားရင်သူတို့မှတ်မိတယ်အဲ့ကားနဲ့တိုက်သွားအဲ့ကားတိုင်းကားအယောင်မြင်နေလိုက်ဆွဲတာတချို့အဲ့လိုခွေးမျိုးလေးရှိတယ်အဲဟို ဘောလို့ပြောရမလဲသူတို့သူတို့သဘောကိုနားလဲတယ်ပေါ့နော်အဲ့တော့ခွေးလေးတွေတော့အပြည့်မမြင်ပါဘူးဘာလို့တော့ဆွန့်ပစ်ကလေးဆိုတာစိတ်တိုင်ရာရှိတယ်လေနောက်လမ်းမေးခွေးလေးတချို့ကလည်းလမ်းမေးမှာနေပြီးလမ်းမေးမှာမွေးတာကျွေးသူမရှိဘူးလေအခုအန်တီကျွေးပြတာဆိုတော့အဲ့လိုကျွင်းကျွင်းနဲ့များလာတာဒီနားကလေးကျွေးဟိုဘက်ကလေးကကြည်လာကျေအော်အဲ့ကောင်လေးကသွားကျွေးဦးမှာဆိုတထုပ်ကျွေးတော့အဲ့ဒီကောင်ကဟိုဘက်ကောင်ကလာပြန်အောင်အဲ့လိုအဲ့လိုနဲ့များလာတာအဲ့ဒီလိုအဲ့ဒါကြတော့ဒီလိုသားရဲ့အတိအကဟိုပါပေါ့အစိတ်ထဲမှာပေါ့ကိုအလူခံလိုက်လို့ရရင်လည်းတော်တယ် မရရင်လည်းဟိုဘယ်လိုပြောရမလဲဟိုထိတ်ထဲမှာပေါ့မရရင်လည်းဒုက္ခပေါ့နော်တွေးကြည့်တာပေါ့နောက်တစ်ခုကအဲ့ဒီလိုတဲ့ဟိုသူတို့မှလည်းခက်ခဲရှိကျင်လည်းရှိမယ်လေအဲ့တော့ကဲသူတို့လူရင်းနဲ့ယူမယ်ဆိုတော့ငါတို့အလုပ်တစ်ခုရှိမှလို့ပဲတွေးမိတဲ့အတွက်သူတို့တို့ပုံမှန်အလုပ်ကလေးတစ်ခုအလူရှင်မရှိရင်တွေးနိုင်မယ်ဥပမာနောက်ဆုံးအဲတာရဲ့ဟိုငါအယိုးနဲ့ဖြစ်ဖြစ်အဲ့လိုပေါ့ငါးလေးနဲ့ဖြစ်ဖြစ်ကျွေးနိုင်မယ်အလုပ်ကလေးတော့ရှိမှာပေါ့အဲ့လိုအဝမဟုတ်တော့အစာပြေတော့ဒီကျွေးချင်မယ်အဲ့တော့အဲ့ဒီပုံမှန် အလုတ်အလုတ်ကိုကဒီကပလန်လေးချထားတာတိတ်ဆန်တယ်တိတ်ဆန်လေးနဲ့ပတ်သက်ပြီးလို့ဆိုတော့အဓိကအနေပြောချင်တာကအဲ့လိုပေါ့ဟိုတချို့ပေါ့တော်တော်များများဖျားတွေမှာခွင့်ကြောင်းတွေမှာကြောင်ကလေးတွေခွေးကလေးကိုစွန့်ပစ်တာအဲ့ဒါမျိုးတွေမလုပ်ဖို့မေတ္တာရက်ခံခြင်းနဲ့အဲ့တော့အနီးကဘုရားတွေမှာဒီဖုံးကြောင်းမေးတွေမှာကြွေးတာမို့လို့အဲသူတို့ရဲ့ခန်းအားလေးတွေတိတယ်ပေါ့တာရင်အခုနေယူရီယာတို့ နော်နေရွေးရတော့အဲအဲ့ဒီပါလဲလွတ်လည်ရေးတို့ပန့်တကူတွေအဲ့လိုမျိုးတွေဆိုရင်အမှုသမားတွေကပျော်ပွဲရှင်ပွဲလုပ်ပေးသလိုပဲအမဖျားတဲ့ဒီမှာအိုပန်းဝင်ပြီးတော့ဆာလာအိတ်တွေနဲ့ဖမ်းလာအကြောင်းတွေကိုဖမ်းတယ်အဲ့မှာတွေပို့ပြီးတခါတည်းတတ်သွားတယ်တချို့ကြရင်ရက်ဆိုင်ကိုရောင်းတယ်ခွေးလေးလည်းဒီလိုပဲ အဲ့ဒါကြောင့်မလို့များအပြင်းတော့အဲ့လိုဖွေးတဲ့ကြောင်းကြောင်ကလေးတွေပေါ့နော်တတ်နိုင်သမျှကိုကိုယ့်အိမ်မှာကိုနိုင်သလောက်ပေါ့မွေးတာထင်းအဲ့ဒါမျိုးလေးတွေပေါ့နောက်အဓိကကတော့ဖျားတွေကိုမပစ်စေချင်တာဖုံးချောင်းတွေမပစ်စေချင်တာမြစ်တားရက်ခံပါတယ်ဖျားတွေကိုလုံးဝမပစ်ပါနဲ့အဲ့လိုမျိုးပေါ့